စိတ်မီရီဟာဟာလန်တို့ပြုသမျှနူရမယ့်နေရာစူပါဇင်စနေညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်36ပွဲချိုသုံးသက်ချက်ဖူဟန်နဲ့အေဗာဒန်ည၈နာရီခွဲနောက်ဆုံး၄ပွဲမှာဇယားအောက်ခြေကဆောက်တန်တန်နဲ့တပွဲသာနိုင်ပြီးသုံးပွဲရှုံးခဲ့တဲ့ဖူဟန်ရဲ့ယာတီအဆုံးသက်ခါနေခြေစွမ်းကအတော်လေးယော့နေပါလေအေဗာဒန်ကလည်းနောက်ဆုံးပရီးမီးယားလိ၁၀ပွဲမှာနိုင်ပွဲတပွဲသာရှိခဲ့တာမှန်ပေမဲ့ လစ်ဗာပူးမန်စီးတီးနဲ့ချဲစီတို့လိုအသင်းကြီး၃သင်းကိုသာရှုံးခဲ့တာပါနှစ်သင်းစလုံးကလက်ရှိချိန်မှာတိုက်စစ်ရောခြေစွမ်းရပါရုန်းကန်နေကြရတယ်သူတို့ကြားကနောက်ဆုံးတွင်းဆုံမှုခုနှစ်ပွဲမှာတော့၆ပွဲကဂိုးမများခဲ့ပါဘူးဂိုးပေါင်းစေးနှလုံး90အရှုံးရှိအနောက်လန်ဒန်ဟာဂိုးနဲ့ရဝင်းတဲ့ကြားရောက်နေပါကြောင်းအစ်ဆွနဲ့ဘရန်ဖို့ ည၈နာရီခွဲတန်းစင်းသွားပြီဖြစ်တဲ့အေးဆွေးဟာအိမ်ခွေးမှလည်းနောက်ဆုံးခုနှစ်ပွဲဆက်ရှုံးထားတာပါဒါပြင်လက်ရှိမှာအနေအဆုံနှစ်ဂိုးနှုံးပေးနေရတဲ့အေးဆွေးခန်းစစ်ကလည်းအတော်လေးအားနည်းနေတယ်ဘရန်ဖို့ကတော့သုံးပွဲဆက်အနိုင်ကြောင့်ဥရောပဝင်ခွင့်တနေရာမျှော်လင့်ချက်ရှိနေတာပါ။ဗျာရီဟာ2025ခရဲကပရီးမီးယားလိအဝေးခွင့်၈ပွဲမှလည်း၆ပွဲနိုင်ထားပါတယ်။အဝေးခွင့်ကနေတော့ဘရန်ဖို့တလုံး30အနိုင်ရှိသလိုအစ်ဆွေသားတွေပြားထုတ်ခံရမှာပါ။ ပေါက်တန်တန်နဲ့မန်စီးတီးည၈နာရီခွဲပြီးကြတဲ့အပတ်ကဘဝတူလက်စတာကို2-0နဲ့ရှုံးနိမ့်ခဲ့တာကြောင့်ဇယားအောက်ခြေကစောက်တန်တန်ရဲ့အခြေအနေဟာပိုဆိုးတထက်ဆိုးလာပါတယ်။စိတ်တွေဟာနောက်ဆုံးပရီးမီးယားလိအင်ဂွင်း12ပွဲမှာလည်း17ပွဲရှုံးထားတာပါ။စီးတီးကတော့ပရီးမီးယားလိ၄ပွဲဆက်အနိုင်ကြောင့်အာဆင်နယ်ရဲ့ဒုတိယနေရာကိုတော့ချင်းချောက်လာနိုင်ပါတယ်။ဒါအပြင်စီးတီးရဲ့ပွဲထွက်လူစင်းမှာသူတို့ရဲ့ထိတ်တန့်ဂိုးသွင်းရှင်ဟာလန်ကိုလည်းပြန်မြင်တွေ့ရတော့မှာပါ။အဝေးကွင်းကနေတော့ စီဒီနှလုံးသရေအကြောပေးထားသလိုစိတ်မီရီဟာဟာလန်တို့ပြုသည်မလို့ရမယ့်နေရာဖြစ်လာပါတယ်။ Wolf နဲ့ Brighton ည၈နာရီခွဲပြီးကြတဲ့အပတ်ကစီဒီကွင်းမှာ Wolf ဟာတကိုးစီရုံးနဲ့ရှုံးနေကြရပေမဲ့တရေရလောက်နိုင်တဲ့ခြေစွမ်းမျိုးတော်ရှိခဲ့တာပါ။အရင်ရင်၆ပွဲဆက်နိုင်ခဲ့တဲ့ဝင်းဘလီတွေရဲ့ရာသီအဆုံးသက်ခါနေခြေစွမ်းကအားရစရာလို့ဆိုနိုင်တယ်။ Brighton ကတော့ရာသီကုန်ကန်နေရောက်မှခံစစ်ရောရလက်ပါ တည်ငြိမ်မှုကင်းမဲ့နေတာပါဇင်ယရီယာနောက်ဆုံးပရီးမီးယားလိခုနှစ်ပွဲမှာလည်းနိုင်ပွဲတစ်ပွဲသာရှိခဲ့ပါတယ်ဘရိုက်တန်လည်းပဲ30ဆိုပေမဲ့ဝင်းပလီတွေနဲ့အမဲလိုက်ထွက်ကြရအောင်ဘုံမောင်းနဲ့ဗီလာည7:00နာရီဘုံမောင်းကအဆင့်ရှင်းနေရာကိုစက်ထိန်ထားနိုင်ရေးအတွက်ဗီလာကချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်အတွက်အပြန်ရုံးကြရမယ်ပွဲပါဒီကနေ့ဘက်ကအာဆင်နယ်ကွင်းမှာနိုင်ခဲ့တဲ့ဘုံမောင်းရဲ့လက်ရှိခြေစွမ်းကတည်ငြိမ်နေတယ်ဗီလာကလည်းနောက်ဆုံးပရီးမီးယားလိခုနှစ်ပွဲမှာ မန်စီးတီးနဲ့တပွဲသာရှုံးပြီး6ပွဲနိုင်ထားတာပါသူတို့ကြောင့်နောက်ဆုံးတွဲဆုံမှု10ပွဲမှာလဲ6ပွဲကနှစ်ဖက်သွင်းကို3ဂိုးနဲ့ထက်ရှိထားပါတယ်ဂိုးပေါင်းစင်း330ရှိတဲ့ဘုံမောက်ရက်မှာဂိုးရနဲ့တင်းပြက်နေတာပါ